လက်လောက်တောင်ရွာတွင်ကျင်းပနေတဲ့မင်္ဂလာဆောင်ပြည်သူနေအိမ်ပေါ်အချမ်းပစစ်တပ်ကဘုံးကျက်ခဲ့တာကြောင့်အသက်ဆုံးကျုံးသူ6ဦးရှိလာနိုင်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။သခိုင်းတိုင်းဒီပေးမျိုးနဲ့လက်လောက်ကျွာရှိမင်္ဂလာဆောင်ပြည်သူနေအိမ်ပေါ်ကိုအချမ်းပစစ်တပ်ကလက်ကြောင်းကနေတိုက်ခတ်ခဲ့တာကြောင့်အရသာထိခိုက်တိုက်ဆုံးမှုတွေရှိနေတယ်လို့ဒေသတွင်းတရင်အရေးမြင့်များအရသိရှိရပါတယ်။ရှမန်နေ့နေ့လယ်7:00နာရီခန့်တွင် အကြံပတ်စစ်တပ်ကဒီပင်းမြို့နယ်ရှိလက်လုတ်တောင်ရွာမှာမိမဆောင်ကျင်းပနေတဲ့ပြည်သူနေအိမ်ကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ6ဦးခန့်တေဆုံးနိုင်ပြီးအယောက်20ခန့်ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့သိရှိရပါတယ်။ဒေသခံတဦးကထိခိုက်သူတွေကစိုးရိမ်ရတယ်။အခုဓာတ်ပေါ်ပြီးကောင်းနေတော့ဖိုက်တာကတော့ပြန်သွားပြီလို့ရက်ပီကောတင်ထဏာကိုပြောဆိုထားပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာအသက်40ကျော်ခန့်အမျိုးသား2ဦး အမျိုးသမီးနှစ်ဦးအသက်60ကျော်ခန့်အမျိုးသမီးတဦးတည်ဆုံးနေအိမ်နှလုံးပျက်စီးနွားတကောင်တည်ဆုံးပြီးပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်အဆိုပါလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာအသက်40ကျော်ခန့်အမျိုးသားနှစ်ဦးအမျိုးသမီးနှစ်ဦးအသက်60ကျော်ခန့်အမျိုးသမီးတဦးတည်ဆုံးနေအိမ်နှလုံးပျက်စီးနွားတကောင်တည်ဆုံးပြီးပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ ပြီးခဲ့တဲ့2021ခုနှစ်မှာ2024အထိအနာသိမ့်စစ်တပ်ကမြန်မာနိုင်ငံရှိနေရအနှံ့ပြားကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေတရ4022ကျင်းကိုပြုလုပ်ထားတယ်လို့ Block Money သွေးစွန်းငွေအဖွဲ့ကညာလင်းတဲ့သူတည်တနာအဖွဲ့ဤဒေတာစုစည်းမှုဖြင့်ယခုနှစ်ဇန်နဝါရီလ10ရက်နေ့တွင်သတင်းထုတ်ပြန်ထားပါတယ်။